ွန်နိုင်ငံရေးပါတီတခုဖြစ်တဲ့မွန်ညင်ညိုရေးပါတီဟာစုစုချင်းပမဲ့ရွေးကောက်ပွဲမှာမဲဆန္ဒနဲ့38နေရာဝင်ပြိုင်မယ်လို့ပါတီတာဝန်ရှိသူတွေက People Radio မြန်မာကိုပြောပါရယ်စုစုချင်းပမဲ့ရွေးကောက်ပွဲမှာမိုးပြင်းနယ်ကမဲဆန္ဒနဲ့အားလုံးသတ်မှတ်ထားပြီးအပိုင်းတင်မှာတထုံကြိုက်ထူမော်လမြိုင်ချောင်းစုံကြိုင်မျိုးမျိုးနယ်တို့ပါဝင်ပါရယ်မိုးပြင်းနယ်မှာပြည်သူ့လွတ်တော်မဲဆန္ဒနယ်အတွက် FPTB 9နေရာအမျိုးသားလွတ်တော် FPTB 6နေရာ PR 10နေရာ ပြည်내လွတ်တော် APTB 9နေရာ PR 10နေရာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် APTB 3နေရာရှိပြီးမွန်ညီညွတ်ပါတီကတော့ပြည်သူလွတ်တော်9နေရာအမျိုးသားလွတ်တော်12နေရာအတွက် APTB နဲ့ PR 6နေရာစီပြည်내လွတ်တော်20နေရာမှာ APTB က9နေရာ PR 10နေရာဝင်ပြိုင်မှာဖြစ်တယ်လို့မွန်ညီညွတ်ပါတီပြောရေးဆိုခွင့်ရှိသူနိုင်တန်းရွှေကပြောပါတယ်ရွေးကောက်ပွဲဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေထဲမှာ အရင်2010 2015ခုနှစ်ရွေးကောက်ပွဲမှာပါဝင်ခဲ့ပူးတဲ့ကိုစလေလောင်းနေနဲ့အမတ်ဟောင်းတွေပါဝင်တယ်လို့သူကအဆက်ပြောပါတယ်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NUG အပါအဝင်တော်လိုင်းအစုအဖွဲ့တွေကစုစုချင်းပမဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုမှာမဟုတ်တလို့ပါဝင်သူတွေကိုအရေးယူမယ်လို့တတိပေးထားပါတယ်လက်ရှိစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ဟာမဲဆွယ်စည်းရုံးရမယ့်ရက်ကိုအတိပေးထုတ်ပြန်ထားပြီးဖြစ်ပေမဲ့နှစ်ဖက်အပြန်အလှန်တပ်ဖြတ်မှုတွေရှိနေတဲ့ကာလမှာဘလို့နီးလန့်နေတဲ့မဲဆွယ်စည်းရုံးလဲဆိုတာ ပါတီတာဝန်ရှိသူတွေအကြားဆွေးနွေးနေကြတဲ့ဖြစ်တယ်လို့ဆိုပါရယ်။မုံမှာကြက်ခိုင်ပါတီ၊မုံညီညွတ်ရေးပါတီ၊တိုင်းသာစီလုံးညီညွတ်ရေးပါတီ၊ပေါ့အမျိုးသားတွတ်တက်ရေးပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီ၊ပြည်သူ့ပါတီ၊ရှမ်းနဲ့တိုင်းသားများဒီမိုကရက်တစ်ပါတီ၊ကြားဖြူပါတီနဲ့အမျိုးသားအကျိုးစီးပွားတွတ်တက်ရေးပါတီတို့ကအရှင်ပြိုင်မှာဖြစ်ပါရယ်။